ိုတခုအောင်ဆန်းတယ်။မောင်ရဲ့ပေါင်းစုံဖို့အတွက်ကိုဘက်ကခြေလက်တလန်းချင်းလန်းလာတဲ့အချိန်မှာမောင်ဘယ်တော့ကမောင်ဘက်ကခြေလက်ပနလန်းလန်းခဲ့ဘူးလို့လဲ။စာချေသူများအားလုံးမင်္ဂလာပါရှင်။ချေပြည့်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီ channel လေးမှာဆိုလို့ရှိရင်ဒုတိယသစာပေကောင်းများကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာကို channel လေးကို subscribe လောက်အသေးဘူးဆိုလို့ရှိရင်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်သွားပေးလို့ရပါတယ်ရှင်ဒီနေ့မှာ ဖျက်ပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာမကြီးရေးသားထားတဲ့မိမတယောက်ရဲ့ဖွင့်ဟဝင်ခန့်ချက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒီစာအုပ်လေးကဆိုလို့ရှိရင်ရောင်အားကားဆုံးစာအုပ်တစ်အုပ်ဖြစ်တယ်ဆိုရင်လည်းမမှားပါဘူး။ဆက်လက်ပြီးတော့ချင်းပြူနဲ့အတူတူလိုက်ပါခန်းစားကြည့်ပါအောင်ရှင်။ထုံးလည်းမခံဘူးမ။ချစ်သူမြောက်ကတယောက်ပေါ်တယောက်ချစ်မြတ်နိုးနေတယ်ညာ။အဲ့မြောက်ကြောင်ဘယ်သူမှဝင်လို့မရဘူး။ မောင်သိချစ်တယ်။မောင်နဲ့တူမိသားစုဘဝတစ်ခုအတည်ဆောက်ချင်တယ်။မောင်နဲ့တူအရာအလုံးမျှဝေခံစားချင်တယ်။ပြေစုံချမ်းသာမှုတွေနဲ့ရင်ဆိုင်ရတယ်။မောင်ရှေ့မှာထားပြီးတို့နောက်မှာနေမယ်။စီးရဲ့ဒုက္ခနဲ့ရင်ဆိုင်ရတယ်။သူ့မောင်ကြီးကနေဝေရက်မယ်။အရင်ကြီးကမောင်တိုက်ပင်းနာမှာရှိနေဖို့ပဲ။သူ့မောင်အလောက်ကြီးချစ်တာမောင်ရဲ့။မောင်တော့မသိဘူးလား။ဒါဖြင့်ဒါဖြင့်နေ့ကျွန်တော်ကူးချက်ချင်းလက်ထက်ချင်းနေဆိုတာ နေမိခင်စိတ်ကြောင့်မဟုတ်ဘူးပေါ့တော်တော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာမှစမပြောနဲ့မကြားချင်ဘူးကျွန်တော်လက်ထပ်ဘူးစပြောလိုက်တာကျွန်တော်ဘာကိုရိုက်လိုက်တယ်လို့ပဲနေလွတ်လပ်တဲ့စိတ်ရှိတဲ့ဒေါက်တာတန်နေအိဆိုတဲ့နေရယူမော်ဆိုတဲ့ကောင်လက်ထပ်ချင်တော့နေ့ဘလို့ခန်းစားချက်တရားတွန်းအားပေးလဲဆိုတော့ကျွန်တော်စဉ်းစားနေတာမိမတယောက်ချစ်သူတယောက်လက်ထပ်ဘူးဆိုတော့လုံခြုံမှုအတွက်ကာကွယ်ဖို့စီးပွားရေးလုံခြုံမှုပတ်ဝန်းကျင်အန်နေရနေကာကွယ်ယူဖို့စသဖြင့်ပေါ့နေရ ချို့ကြော်လဲနိုင်ငံမိသားစုဘဝနဲ့ကိုကိုကိုအရေးပါရာရောက်ဖို့အတွက်အိမ်တော်ပြုတိုးတင်ထူထောင်ကြတယ်။မင်းအဲ့ဒါကြီးလုံးဝမလိုတာ။အဲ့တော့ကျွန်တော်တွေးစရာတစ်ခုပဲရှိတယ်။အဲ့ဒီတော့မောက်အဖြေကပါတယ်လေ။ဆက်ရှင်ရဲ့ license ။ဒီကျွန်တော်ရိုက်လိုက်ဆံပါ။ရိုက်လိုက်ပါနဲ့။မောင်တော့စနစ်တကြောက်စော်ကားလိုက်တာ။ဒီမှာမောင်မိန်းမတယောက်ကရှက်ချတယောက်ကိုချင်း။ မနဲ့အေးရထားတဲ့အချိန်မှာကိုချစ်သူရဲ့မျက်နှာပထမဦးဆုံးမြင်ခြင်းချစ်သူတို့လိုအပ်သမျှအားလုံးအပေးဖွဲလျာစွာကိုယ်တိုင်ပြုစုလုပ်ကိုင်နေခြင်းနဲ့တမိုးအောက်မှာကိုချစ်တဲ့သူနဲ့အသက်ရှင်ဝင်ရတယ်။လုံခြုံမှုပြည့်စုံမှုအဲ့ဒါတွေကိုခံစားရတာချစ်သူပြုစုယူရတယ်ဆိုတာလေ တို့တယောက်ကတခင်တယောက်ကိုပြုစုတယ်လို့မျိုးမဟုတ်ဘူးမမိခင်ကတောင်းအမမောင်ကိုယူရတယ်လို့မျိုးယူရတာမအဲ့လိုမျိုးပြုစုတာအဲ့ဒါကြိုးတော့မမမမအဲ့ဒါချစ်မတည်နဲ့မင်းပြောတဲ့အဲ့ဒီ license ဆိုတာလေကျောက်ကြဲမိမလေးကသူပုံပြီးလိုအပ်လဲဆိုတော့ငါနင်းနဲ့လုံးနေစားနေလုံးလိုက်တဲ့သိလားရှုံနေလို့အကိုကိုကိုတတ်သေးတယ်မလုံးလဲမနင်း you are ငါစကားတွေကငါမိမမနာအထင်ငါနောက်ဆုတ်သွားပြီလို့မထင်နေဘူးလားနင်မှန်နဲ့မောင်နဲ့သိမ့်မှန်နဲ့နင်ကလေတနည်းအေးစိတ်ကိုနင်ကောင်းကောင်းကြီးသိနေငါကောင်းကောင်းကြီးကြိုးကြိုင်နေနေအဲ့တော့သိနေတော့အေးနင်စိတ်ချနော်လက်ထပ်ပြဆေးစကားကိုလေမပတော်မှမပြောအခုလည်းမပြောဘူး နောက်လည်းမပြောနောက်နည်းနည်းကြိုင်းလည်းမပြောငါနဲ့ပတ်တော့မပြောနေနေနေယောက်ျားတွေရဲ့ချစ်ဟာဘဝမှာအစိပ်ပိုင်းတစ်ခုသာဖြစ်တယ်။မိမတွေရဲ့ချစ်ကတော့သူမရဲ့ဘဝတစ်ခုလုံးဖြစ်တယ်။ဘဝတစ်ခုလုံးကိုပုံအရင်းနှီးပြီးချစ်လိုက်ရတဲ့မိမတယောက်မှာဟုံးနာရဲ့စင်စားဆုံးဖြတ်မှုအပိုင်းကဘယ်မှာလဲ။ယောက်ျားတယောက်အတွက်အချစ်ဆိုတာ ယောက်ျားအတကိုစိတ်ကြည်နဲ့ရောက်ရမှုပေးနိုင်စရာ အခိုက်အတန့်တစ်ခုဖြစ်ပေမဲ့မိမတယောက်အတွက်တော့အချစ်ဆိုတာခြေစုံပြည့်ဝင်လာရတဲ့နေပယ်တဲ့တစ်ခုသာဖြစ်တယ်။ယောက်ျားတယောက်ကမိမတယောက်ကိုချစ်တယ်ဆိုတာအဲ့ဒီမိမနဲ့ပတ်သက်တဲ့များအရာရာကိုသူတူတယ်စုံမပိုင်ဆိုင်လို့ခြင်းပဲဖြစ်တယ်။သူချစ်တဲ့မိမသူတယောက်တည်းအပေါ်ဆွဲလန်းတန်တာအောင်သူဘယ်လိုဆွဲဆောင်ကြိုးစားရမလဲဆိုတော့ လောဘနဲ့အတ္တဟာယောက်ျားရဲ့အချစ်ဖြစ်တယ်။ဒါပေမဲ့မိန်းမတစ်ယောက်ကယောက်ျားတစ်ယောက်ကိုချစ်ပြီဆိုတဲ့အခါမိန်းမရဲ့ဘဝဟာယောက်ျားရဲ့ဘဝတွေကိုအလိုလျောက်စီဝင်သွားရတယ်။ကိုချစ်တဲ့သူကိုကိုပါတွေပေးနိုင်မလဲဆိုတဲ့မျှော်လင့်ချက်ဟာမိန်းမတိုင်းမှာရှိနေတယ်။ဒါဟာမိန်းမရဲ့ဗီဇသိက္ခာဖြစ်တယ်။စွန်လွန်အနစ်နာခံမှုလည်းမဟုတ်ဘူး။ဒါကအလိုလျောက်ဖြစ်ပေါ်လာတဲ့အငြင်းခံစိတ် ဒါကိုမြင့်မြတ်မှုလို့လည်းပြောခြင်းမဟုတ်ဖြစ်ချင်းဖြစ်ရင် မိုက်မဲမှုသာဖြစ်ပါလိမ့်မယ်။ယုံကြည်ကိုးစားမှုကနေအချစ်တစ်ခုပေါက်ပွားလာနိုင်တယ်လို့ကိုထင်ခဲ့မိတဲ့အချိန်မှာသူ့ကိုလက်ထပ်ဖို့အဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့လေးနှစ်တိတိတက်တန်းကြာလာတာနဲ့အမျှအချစ်ဟာယုံကြည်ကိုးစားမှုရဲ့အပြင်ဘက်မှာရှိနေတယ်ဆိုတာသိလာခဲ့တော့တယ်။ဒါပေမဲ့ဒါဟာတက်အေးမကြီးပါဘူး။အိမ်နောက်တစ်ခုမှာတကယ်လိုအပ်တာက လိုက်လျောမှုကျင်နာမှုမျှဝေခံစားမှုအဲ့ဒါတွေပဲလို့သိခဲ့တယ်။သူရဲ့စရိုက်ကတိမ်မွေနူးညံ့နဲ့လိုက်လျောကျင်နာတတ်တယ်။သူ့ဆန္ဒထက်ကိုယ်ဆန္ဒကိုသာဦးစားပေးဖို့ကြိုးစားလေးရှိတယ်။ဒေါသဖြစ်ခဲတယ်။စိတ်ရှည်တိခန့်တတ်တယ်။မိမတယောက်အိမ်နောက်ဘက်အဖြစ်ရွေးချယ်ဖို့ဘလောင်များတင့်တော်လိုက်တဲ့လူလေကွယ်ကိုဟာသူ့ကိုမှန်ကန်စွာရေးချယ်နိုင်ခဲ့တယ်လို့ ဂုံယူမစုံဖြစ်ခဲ့ရတယ်လေဒါပေမဲ့ဟော်ရီမိုးကောင်းရဲ့အောင်မှာရွေးချယ်မှုနဲ့ရလာနိုင်တဲ့များအရာအားလုံးထဲမှာအချစ်မပါဘူးအချစ်ဆိုတာကိုရွေးချယ်ယူလို့မရဘူးဒါကို ကိုတစ်ချိန်မှာသိလာခဲ့တယ်အဲ့ဒီအချိန်ကတော့မောင်ကိုချစ်မိသွားတဲ့အချိန်ပါပေါ့မောင်ကိုဘာကြောင့်ချစ်မိသွားတယ်လဲလို့မေးလာခဲ့ရင်ကို့အတွက်အဖြေရတော်ခက်လိမ့်မယ်အချစ်ဟာအကြောင်းပြချက်နဲ့ဆောင်ရွက်လို့ရတဲ့ အမှုကိစ္စတခုမဟုတ်ဘူးလေဒီလိုဆိုပြန်တော့စင်ကျင်တုံရခဲ့မဲ့တဲ့ခန်းစားချက်တသက်ပေးလာလို့ထင်စရာရှိတယ်အချစ်ဟာကဲကန်ရှင်ရဲ့ခန်းစားချက်တသက်လည်းမဟုတ်ပါဘူးအချစ်ဟာခန်းစားချက်ဆိုရင်အဲ့ဒါကိုယ်တိုင်ရဲ့ခန်းစားချက်မဟုတ်ပဲတဖက်လူရဲ့ခန်းစားချက်သာ ဖြစ်ပါလိမ့်မယ်ကိုချစ်သူဟာဘလို့လူစားမျိုးလဲကိုချစ်သူဟာဘလို့ဘဝမျိုးကိုတံမိုးထားတယ်လဲသူတံမိုးထားတဲ့ဘဝနဲ့လိုက်ရောညီထွေဖြစ်အောင် ကိုဘက်ကကိုဘွားကိုဘာတွေပြုပြင်ပြောင်းလဲပေးရမလဲသူဟာဘလို့ရရှိမှုမျိုးကိုကျေနပ်နှစ်သက်တတ်တယ်လေကျေကျေနပ်နှစ်သက်မှုအတွက်ကိုဘက်ကဘာတွေပေးအပ်ရမလဲအချစ်ဆိုတာအလွန်တာဝန်ကြီးတဲ့အမှုပညာတရားပါမောင်ရေမောင်နဲ့ခွဲပြီးမနေနိုင်လိုက်အောင်မောင်အပေါ်ဆွေလန်ခဲ့တယ်မောင်နားမှာမြဲနေပြီးမောင်ကိုအရေးတကြီးနဲ့ကျင်းတဲ့နှစ်သိမ့်နေရတဲ့အရာတာကိုတသက်လုံးလိုချင်တယ် မောင်ကလွဲပြီးဘာကိုမှအာရုံဝင်စားလို့မရအောင်မောင်ရဲ့မျက်ဝန်းတွေပေါ်မှာတာယာမိတယ်။မောင်ကိုပိုင်ဆိုင်ရဖို့အတွက်ကိုတန်ဖို့ထားတဲ့အရာဘာကိုပဲပေးရပေးရကိုပေးမယ်။မောင်ကိုရဖို့အတွက်ကိုဘွားကိုမောင်ဘွားရဲ့မှာပေါင်ဆက်လိုက်ဖို့ဝင်မလေးဘူး။အချစ်ဆိုတာပေါင်ဆက်ခြင်းလည်းဖြစ်ပါတယ်။ကိုခန္ဓာနှစ်ခုကနေတစ်ခုတည်းစိတ်ဝိညာဉ်နှစ်ခုကနေတစ်ခုတည်းဖြစ်အောင်ပေါင်ဆက်ခြင်းပါဒီအခါမှာမင်းနဲ့ကိုဟာတယောက်တည်းဖြစ်သွားပြီ ်မင်းစိတ်ထွေးကအတွေးဟာလဲကိုအတွေးဖြစ်သွားပြီမင်းဆန္ဒဟာကိုဆန္ဒဖြစ်သွားပြီကိုစကားတခွန်ပြောတဲ့အခါအဲ့ဒါဟာမင်းပြောတဲ့စကားပါပဲမောင်ရဲ့အဲ့ဒီလောက်ထိမင်းကိုချစ်မြတ်နိုးခဲ့ပါတယ်ပတ်ဝန်းကျင်အားယောက်ျားတယောက်ကိုကြည့်တဲ့အခါဘက်ကရီမျက်လုံးတက်တက်ဖြစ်ကြည့်ပြီးမိန်းမတယောက်ကိုကြည့်တဲ့အခါမိန်းမအတွက်သတ်မှတ်ထားသောစံနှုန်းတစ်ခုကိုဖြည့်ဆွတ်ပြီးကြည့်ကြလိမ့်ရှိတယ်အေးရဲ့ချင်းချင်းအတူတူလောက်ရချင်းအတူတူအနေထားချင်း အတူတူဖြစ်စေကမူမိမတရားအပေါ်အကဲဖြတ်မှုနဲ့ယောက်ျားတရားအပေါ်အကဲဖြတ်မှုကတော့မတူညီကြပါဘူးပတ်ဝန်းကျင်သည်မိမအားတိတန့်ပေါင်းတဲ့နမိတ်တစ်ခုသတ်မှတ်ပေးထားသည်မိမသည် ထိုပေါင်းနဲ့နမိတ်အတွင်းမှာပင်မိမိရဲ့ရည်ချင်းကိုပြသခွင့်ရတယ်မိမတရားဟာယောက်ျားတရားကိုရွေးချယ်လိုက်ပြီးဆိုရင်အဲ့ဒီမိမရဲ့ဂုဏ်သိက္ခာကိုသူချစ်သူဒုက္ခမွေရဲ့အရေးအချင်းအမွေအစင်းတွေနဲ့ပေါင်းပြီးဆုံးဖြတ်တတ်မှတ်ခံရလေးရှိတယ်။ ကြာပွဲတွင်ရဲ့လှပတက်တယ်မှုဟာသူပွင်လဲရတဲ့ရှင်ပင်ရဲ့ခြေလင်နှဆိုင်မှုပေါ်မှာမူတည်တယ်လို့ပဲမိမတယောက်ရဲ့ဂုံဒီဟာသူချစ်မြတ်နိုမိတဲ့ယောက်ျားရဲ့ဂုံဒီကိုမြည်ပြီးဖြစ်ပေါ်ရတတ်ပါတယ်ဒီတော့မိမတယောက်သူချစ်သူယောက်ျားစီကလိုချင်တဲ့အရာတွေဟာယောက်ျားတယောက်သူချစ်သူမိမစီကလိုချင်တဲ့အရာတွေနဲ့မတူနိုင်ဘူးပေါ့မောင်ရင်ယောက်ျားတယောက်ရဲ့အခြေဟာရုပ်ဝါရဆိုင်ရာစံသတ်မှတ်ချက်တွေပေါ်အခြေခံလာများပေမဲ့မိန်းမတယောက်ရဲ့အခြေကတော့ စိတ်ဝါရဆိုင်ရာစံသတ်မှတ်ချက်တွေပေါ်မှာအခြေခံတပါးရင်မိမတွေရဲ့ဂုဏ်တွေကိုပတ်ဝန်းကျင်ကအကဲဖြတ်သတ်မှတ်ပေးတဲ့အတွက်မိမတွေဟာပတ်ဝန်းကျင်အကဲဖြတ်မှုကိုစုံရုံတိုးဆောင်ကြလိမ့်မယ်ထင်စရာရှိပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်ရဲ့ PR ကိုသွေးအေးအေးနဲ့အာခံတုံးလန့်သူတွေဟာယောက်ျားတွေမဟုတ်ပဲမိမတွေဖြစ်တယ်လို့ကောက်ချက်ချရင်မောင်းအံ့ဩသွားမလားကိုချစ်သူသားကိုဘက်မှာရက်တီပါစေ ပုံဝန်းကျင်တစ်ခုလုံးလောကတစ်ခုလုံး ਨੇ စန့်ကျင်ရမယ်ဆိုရင်တော့မိမတွေဟာစန့်ကျင်ရတယ်ပုံဝန်းကျင်တဲ့သူမကြားမှာချစ်သူရှိနေသည်ချစ်သူဟာအဲ့ဒီမိမအအတွက်မဟာတရားကြီးတစ်ခုပါပဲအဲ့ဒါလောက်ထိမိမတွေဟာချစ်သူအပေါ်အားကိုးယုံကြည်ကြပါတယ်မောင်ရင်ယောက်ျားနဲ့မိမအကြာတသက်တာတိုင်းစားမဲ့ရင်းနှီးစာတာဝန်ယူနိုင်ရန်တရားကိုတရားအပြန်အလှန်ဂရီးတစ္ဆာဖြစ်လက်ထကြတော့လဲ လက်ထက်ချင်းအပေါ်နားလဲခန်းစားပုံချင်းအလွန်ကွာကြပါတယ်။ယောက်ျားဟာမိန်းမကိုမိမိပိုင်ဆိုင်တဲ့ပစ္စည်းအုပ်စာ၊နေရာတို့အနက်တစ်ခုအပါအဝင်ဖြစ်သောတက်မှတ်ဂုဏ်ယူစွာစောင့်ရှောက်ရမယ်ပစ္စည်းသည်တစ်ခုဖြစ်လာရန်လက်ထက်ယူလေရှိပြီးမိန်းမသည်ယောက်ျားကိုတသက်တာအကာအကွယ်ပေးမည် လေးစားမြတ်လို့ပဲကောင်းငင်တဲ့တစ်ခုအဖြစ်လက်ထပ်ခြင်းဖြစ်တယ်။မိမာတွေဟာစနီးမယားအဖြစ်ရယူဖန်တီးဖို့အဒီကစိတ်အခြေခံ၅မျိုးရှိပါတယ်။အဲ့ဒါတွေကတော့မိခင်စိတ်၊လုံခြုံစိတ်ချလူစိတ်၊အချစ်စိတ်၊ဖန်တီးလူစိတ်နဲ့နောက်ဆုံးဖြစ်တဲ့စိတ်ကတော့လိင်ကိစ္စခွင့်ပြုခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့တစ်ခုခံနေတာကကိုလိုမိမာတွေကယောက်ျားတွေရဲ့အတားနဲ့မာနာကိုအမြဲထည့်စင်စားပေးခဲ့သလား ယောက်ျားတွေကတော့မိန်းမတွေရဲ့အတားအနဲမာနာကိုနည်းနည်းမှထည့်မစင်စားခဲ့ကြဘူးမိန်းမတွေဟာသူတို့ချစ်တဲ့ယောက်ျားတွေအပေါ်ဘလောက်ပဲတင်းကြီးခံလိုက်လျောနေပေမဲ့နောက်ွယ်မှာတော့ငုတ်ရှိုးနေတဲ့မိမသားမာနာဆိုတာရှိတယ်အဲ့ဒီမာနာကိုအကျိန်များစွာထိပါခံရတဲ့အခါမိန်းမဟာသူချစ်တဲ့ယောက်ျားအပေါ်မထင်မတဲ့တုံ့ပြန်မှုမျိုးပေးလိုက်မိတတ်ပါတယ်မိန်းမတွေဟာအနိုင်မြူခြင်းကြပါဘူးသူတို့လိုချင်တာကမျက်တာမှု ူဘက်ကိုယ့်ရဲ့အပြန်အလှန်နားလေလိုက်လျှောမှုပါဒါပေမဲ့ဒီလောက်အတိုင်းတာလေးတော့ကိုလိုမရခဲ့ကြဘူးတချိန်ချိန်မှာရလိမ့်မလားလို့စောင့်ဆိုင်းခဲ့ရတဲ့ကာလကြက်ရှိလာတာနဲ့အများကိုတိုင်းတော့မသိနိုင်တဲ့အတားဟာတဖြည်းဖြည်းကြီးထွားလာခဲ့တယ်လူတယောက်ဟာ ကိုယ့်ရဲ့အတားကိုကိုတိုင်းထင်ချုံမရတော့တဲ့အဖြစ်ကိုတခြားလူတွေမယုံနိုင်တော့မှမောင်းကားတော့ယုံပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကိုတွေ့မှုသမျှလူတွေထဲမှာ အတအကြီးမားဆုံးလူကတော့မောင်ဖြစ်နေလို့ပါပဲ။တာမန်အားဖြင့်မိမတယောက်ဟာမိမိရဲ့ချစ်သူကမိမိထံမှအရာများစွာတောင်းဆိုဆန္ဒပြုနေသည်ဖြင့်မိမိကိုမိမိချစ်သူအတွက်အရေးတကြီးလိုအပ်သူတယောက်အဖြစ်လက်ခံပြီးကျေနပ်နေသက်သွားပေးဆက်နေလေးရှိပါရဲ့။မိမတယောက်အတက်ဝမ်းနဲ့ကြေကွဲစရာအကောင်းဆုံးအချိန်မှာချစ်သူကမိမိထံမှဘာမှမလိုအပ်တဲ့အချိန်ထို့ကြောင့်လဲမိမတွေဟာယောက်ျားများအပေါ် ပေးဆက်နေရသမျှကိုအရှုံးလို့သတ်မှတ်လို့မရှိကြပါဘူး။သို့သောယောက်ျားကိုယ်တိုင်ကမိမအပေါ်မိမိအနိုင်ရမှဖြစ်မည်ဟုသည့်အတ္တစိတ်ဖြစ်ပေါ်လာတဲ့အခါထိုစိတ်ရဲ့တံမြေတရားမှုအဖြစ်မိမဟာမိမိရှုံးနေနေရသည်ဟုသော အသည့်ဖြစ်မိမိရဲ့ပေးဆက်မှုအပေါ်ရှက်ရွံ့နာကြည်စိတ်ဝင်လာတတ်ပါတယ်။ဤနည်းဖြင့်မိမတို့ဟာရှုံးစတင်ခဲ့လေ။ သို့သောယောက်ျားကိုယ်တိုင်ကမိမအပေါ်မိမိအနိုင်ရမှဖြစ်မိကူသည့်အတဆိတ်ဖြစ်ပေါ်လာတဲ့အခါထိုဆက်ရဲ့တံပြန်တရားမှုအဖြစ်မိမသည်မိမိရှုံနှိမ့်နေရသည်ဟုသောအသည့်ဖြစ်မိမိရဲ့ပိဆက်မှုအပေါ်ရှယောနာကြီးစိတ်ဝင်လာတတ်ပါတယ်ဤနေ့ဖြစ်မိမာတို့ရဲ့ရှုံးသည်စတင်ခဲ့ကိုရဲ့ခင်မဘွားမှာမပြောရွှင်နိုင်မှုဆိုတဲ့မောင်ရဲ့ဝေခန့်စကားတခွန်းဟာရှင်내ကငကိုအနာပေါ်ကိုရဲရဲဆက်ဆက်ထိုးနှက်လိုက်တဲ့ဒါချက်တစ်ခုပဲဖြစ်တယ် မောက်အတွက်ဘာမဆိုပြစ်ဆက်ဖို့အဆင်သင့်ဖြစ်နေတဲ့ကိုဟာမောက်ပျော်ရွှင်မှုအတွက်မောက်ရဲ့အချစ်အတွက်မောက်ရဲ့အတ္တမာနအတွက်အမှန်တရားတစ်ခုကိုသွေယူသွေတန်းရှာဖွေမှုကြိုးစားခဲ့တယ်။ကိုတို့ဟာချစ်ဆိုတဲ့အရာကိုဘယ်သူမှမပေးဘူးတဲ့တန်ဖိုးအကြီးကြီးတွေပေးပြီးဝယ်ယူခဲ့ကြတာပဲ။မောက်အချစ်ကိုရဖို့ကို့မှာရှိပီးသားကုန်တဲ့ခါကိုရဲ့မာနတန်ဖိုးမဖြစ်နိုင်တဲ့အချိန်ကာလအလုံးကိုစွန့်လွတ်ခဲ့ပါတယ်။ဒါပေမဲ့ရလာခဲ့တာကတော့မောင်ရဲ့အချစ်မဟုတ်ဘူး။ ဆင်းရဲဒုက္ခတွေတောကတွေရှဲ့ရွနာကျွေးမှုတွေနောက်ပြီးတော့အရှုံးတွေတကယ်တော့တရားကိုတရားလုံးဝမညာပဲမငွဲကပ်ပဲပြောကြစတဲ့ဆိုရင်ကိုရိုနီယောရဲ့ဘဝမှာပျော်ရွှင်မှုဆိုတာကုန်ဆုံးသွားခဲ့ပါပြီ။မောင်အပေါ်မှာညှောက်ဝေ ခံစားမှုမရှိဘူးနားလည်မှုမရှိဘူးလို့ဆွဆွဲတာကိုကိုနားထောင်နေတဲ့အချိန်မှာညှောက်ဝေခံစားမှုအများကြီးပိတ်ဆက်နေကြရတဲ့ကိုဟာအာရင်နေဆုံးရုပ်ကုန်တော့တယ်။ကိုပိတ်ဆက်ခံသမျှနားလည်မှုတွေ လိုက်လျောမှုတွေဟာဘယ်ကိုရောက်သွားပြီလဲကိုပေးပြီးသမျှမင်းမရတဲ့အဖြစ်ဟာကိုရိုနီယောက်ထဲအတွက်လောကရဲ့တည်တံ့ကျင်စာတစ်ခုသာဖြစ်ပါလိမ့်မယ်တရားကိုတရားညှိနှိုင်းမှုစူးစမ်းကြတော့ဘူးလားအနေနဲ့လာလာဆူဆောင်းခဲ့တဲ့ချစ်မြတ်နိုးမှုတွေယူရနာခြင်းမှုတွေကိုစွန့်လွတ်လာရတော့မှာလားနှစ်ယောက်လုံးတရားကိုတရားနာကြည့်ကြတယ်အားမလို့အားမရဖြစ်ကြတယ်မကြင်မနက်ဖြစ်ကြတယ်ဒါပေမဲ့အဲ့ဒါနဲ့ပဲ ကိုတို့꿰ကြရမှာလားကိုတို့နှစ်ယောက်꿰ကာလာယုံနဲ့နှစ်ယောက်လုံးရဲ့ကြေ꿰မှုတွေနာကျင်မှုတွေပျောက်ပြက်သွားမှာတယ်လား꿰ကာခြင်းဟာနှစ်ယောက်လုံးအတွက်အကောင်းဆုံးဖြစ်ရှင်နေမဟုတ်ဘူးရလက်ကတော့နှစ်ယောက်လုံးလောကအပေါ်မှာကြေ꿰မှုတွေနဲ့ယောက်ျားတယောက်꿰ဆောင်ရတယ်ဆိုတာဖြစ်ကြတယ်လူဆုံးစိတ်ခံစားမှုကိုသာအနိုင်ရတာပါအဲ့ဒီယောက်ျားရဲ့ဘဝနဲ့ပတ်ဝန်းကျင်အပေါ်မှာတော့ဘယ်နည်းနဲ့မှအနိုင်မရနိုင်ပါဘူး ယောက်ျားတယောက်ကမိမအပေါ်အနိုင်ရပြီဆိုရင်တော့မိမရဲ့စိတ်ခံစားမှုကိုသာမကရုပ်ပိုင်းဆိုင်ရာအတွင်းတဏ္ဍကိုပါအနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ဒါအပြင်မိမရဲ့ဘဝနဲ့မိမအပေါ်အကဲအဖြဲကောက်ချက်ချမဲ့ပဝန်းကျင်ကိုပါအနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ယောက်ျားတယောက်ရဲ့အရှုံးဟာအချိန်ကာလကန့်သက်ချက်ရှိပေမဲ့မိမတယောက်ရဲ့အရှုံးကတော့အချိန်ကာလကန့်သက်လို့မရတဲ့တဘောအစားအရှုံးပါပဲ။ ိုရိုမိမတွေဟာမိမဖြစ်နေသမျှယောက်ျားတွေနဲ့ညီများတဲ့အခွင့်အရေးကိုဘယ်တော့မှရမ်းနိုင်တော့မှမဟုတ်ဘူး။အဲ့ဒါကို ကိုကောင်းကောင်းသဘောပေါက်ခဲ့ရပြီ။မိမနဲ့အမုံမိမတယောက်ဟာမိမိရဲ့ခင်မို့သူမဟုတ်ချစ်သူအပေါ်မှာမနစ်သက်စွာညှင်းပယ်လိုမှုကို ခံစားလာရခြင်းတွင်ထိုခံစားချက်ဟာမိမကို သူမရဲ့ချစ်သူထံမှခွဲခွာစေသည့်ထက်ပုံမူကြီးတွေအား တွန်းအားပေးလေးရှိတယ်။ယောက်ျားတယောက်ဟာမိမိရဲ့ဇနီးတဲ့ကိုမုံဒီစာပြုလာချိန်၌သူမထံမှဝေးနိုင်သမျှဝေးဝေးထွက်ခွာပြေးဖို့ကြိုးစားတတ်တော်လဲမိမတယောက်အတွက်ကတော့ဆန့်ကျင်ဘက်ဖြစ်တယ်။မိမတယောက်ဟာမိမိမုံဒီတဲ့ချစ်သူသူမဟုတ်ခင်မွန်းတဲ့ကိုမိမိရဲ့အနာမှာရှိနေဖို့ဆန္ဒရှိတဲ့တဲ့အဘဲကြောင့်ဆိုတော့မိမသည်မိမိမုံဒီသောချစ်သူထံမှမိမိခံစားခဲ့ရသမျှကို ပြန်လဲပေးဆက်စီလိုသောကြောင့် ဖြစ်တယ်။ကျမသည်ဤယောက်ျားအပေါ်မိမတယောက်ကချစ်နိုင်သမျှအချစ်အတိုင်းစာအကုန်ဖြင့်ချစ်မြတ်နိုးခဲ့ပါသည်။ကျမရဲ့ဘဝသည် သူ့ဘဝရဲ့နောက်မှာကျမရဲ့ဆန္ဒသည် သူ့ဆန္ဒရဲ့နောက်မှာကျမရဲ့ဆုံးဖြတ်ချက်သည်သူ့ဆုံးဖြတ်ချက်ရဲ့နောက်မှာသာထာဝရရှိခဲ့ပါတယ်။အီမန်တော်သစ္စာစကားကြောင့်သူ့အပေါ်ထရှိရသောအမုန်းသည်ဤကဘာမီတီမြဲနေသည်မြာကျမရဲ့ယင်မှာထာဝရ တည်မြဲနေပါစေတည်းဆရာမကျူရေးသားထားတဲ့မိမတယောက်ရဲ့ဖွင့်ဟဝင်ခက်ကျဲဆိုတဲ့စာအုပ်လေးဟာလူကြိုက်အရမ်းများပါတယ်ဒီစာအုပ်ထဲမှာပါဝင်တဲ့ဇက်ကောင်တွေကတော့ယူမော်နဲ့တနင်းဆိုတဲ့ဇက်လိုက်တွေပါဝင်ပါတယ်တနင်းဆိုတဲ့အမျိုးသမီးလေးဟာယူမော်ဆိုတဲ့အမျိုးသားလေးကိုအရန်ချစ်ခဲ့ပါတယ်ဒါပေမဲ့လို့မိမတယောက်ရဲ့မာနာနဲ့ယောက်ျားတယောက်ရဲ့အတ္တတွေပြိုင်လာတဲ့အခါမှာတော့ ူတို့ရဲ့လှပတဲ့အချစ်ဆက်လန်းလေးဟာဝမ်းနည်းမှုတွေနဲ့ပဲအဆုံးသတ်ခဲ့ရပါတယ်။မိမတရားဟာအဆုံးဆုံးထိလဲချစ်နိုင်သလို အဆုံးဆုံးထိလဲပြတ်သားနိုင်ပါတယ်။မိမတရားကယောက်ျားတရားအပေါ်သူ့အတ္တမကချစ်မြတ်နိုင်ရင်တပြိုင်နက်တည်းမှာပဲနာကြီးစွာမုံတီးပြင်နိုင်နေ။